ခုလိုမျိုးဓာရောက်ကြတဲ့လူငယ်တွေလိုမျိုးပဲတော်ရမှာရှိတဲ့လူငယ်တွေဒီထဲမှာရှိတဲ့ဒေါ်လာကြီးကိုချက်တီရုံးကပ်ပြီးတော့စီနီယာလောက်ထားကြတဲ့လူငယ်တွေအတွက်အကောင်းဆုံးကျွန်တော်တို့ support လုပ်ပေးနိုင်မဲ့ကျွန်တော်အားလက်ချင်းချိတ်နိုင်မဲ့အစီအစဉ်လေးတစ်ခုပါဆိုတော့ကျွန်တော်တယောက်တည်းတွေ့နေကျွန်တော်တယောက်တည်းစိတ်ကူးနဲ့လှူထားရတာမဟုတ်ဘူးဒါရီအားလုံးကအားလုံးကြည်ရတယ်ပြီးတော့ စကားလုံးနေရာမျိုးပြီးတော့ဆင်းသက်လာတဲ့ project တွေခုဖြစ်တယ်ဆိုတော့ကျွန်တော်မရှင်းကြလဲနားလည်မဲ့ဒီဒီဒီအစီဒီရွာလေးကိုကြည့်လိုက်တာနဲ့အားလုံးလုံးသားလည်းမအလိုလိုနားလည်လာတဲ့အကြောင်းရပါပဲဒါပေမဲ့ကျွန်တော်ကနေနဲ့ဆိုရင်ဒီရနေလိုက်ပြီးတော့တခုတည်းပြောပြပါမယ်ပြောပြပါမယ်အားလုံး Hey! ဟေးခလေးလေးကစာအားပေးတာကိုတော့စာအောင်စာရွေးပြီးတာဒီကလေးကိုပြရဲဒီကလေးကိုပြရဲဒီကလေးကိုပြရဲသူစားခဲ့ပါပြီလူကြီးတွေကတော့အခုမှအမြင်နဲ့စာပြီးစားပါဟုတ်ကဲ့အဲ့ဒါလည်းကျွန်တော်တို့ဒီ ကျိုးသစ်များဆိုတဲ့ဒီညာကြီးဖောင်ဒေးရှင်းလေးကြောင့်ကိုရှင်းတတ်တယ်ဒီ movie night မှာရတဲ့အမျက်ဆုံးအားလုံးကဒီပညာရေးဖောင်ဒေးရှင်းကိုစတင်ဖို့အတွက်ဖြစ်တည်လာမှာဖြစ်တယ်ဆိုတော့အခုဒီကျိုးသစ်များလို့ပြီးရတဲ့ရည်ချက်လေးကိုရှင်းတတ်တယ်ကျွန်တော်တို့တွေကကိုယ့်လိုက်ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ညှော်လင့်ချက်တွေကိုသတိနေပေလို့ပဲဒီကြပါလေး ဝင်းယူရတယ်လေဟုတ်တယ်မလားရေလောင်းပေါင်းတင်ရတယ်ဒီစားဒီလိုဆက်ရတယ်နည်းနည်းလေးပြစ်ပြစ်ပယ်လိုက်ကြတယ်အဲ့ဒီပြစ်ပယ်ရတာဖြစ်ဖြစ်ချင်းကြိုးကြည့်ပြောက်ွယ်ဆွေးနွေးသွားကြတာလေဆိုတော့ကျွန်တော်တို့ပြစ်ပယ်လို့မရတဲ့ကျွန်တော်ရဲ့တစ်ပင်လေးညာရရှင်ကျွန်တော်တို့နောက်ဟိုမျိုးလုံးစုံမိထားလို့မရတဲ့အရာတွေပေါ့နော်ဆိုတော့ဒေါ်လာရင်းကဒေါ်လာရင်းတက်တက်ဒေါ်လာရင်းနဲ့အတူတူကျွန်တော်တို့တွေမှာကျွန်တော်ဆက်လုပ်ကြရတာ ကျွန်တော်တို့အတူတူဆက်လုပ်တဲ့အရာတွေကျွန်တော်နိုင်ငံမှာအများကြီးရှိတယ်။ဆိုတော့အဲ့ဒီတည်းကမှကျွန်တော်လုပ်ပေးခြင်းနဲ့ကျွန်တော်လုပ်ချင်တဲ့အကြောင်းအရာတွေကိုဒီ foundation မှာဆက်ပါမယ်။ဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့ကဒေါ်လာရုပ်ရက်တည်တဲ့လူငယ်တွေအတွက်အရင်ဦးတည်တယ်။အဲ့ဒီမှာရှိတဲ့လူငယ်တွေဒေါ်လာရုပ်ကြောင့်သူတို့အိမ်မက်တွေသူတို့ပြောင်းကြတဲ့ social media တွေအတွက်ဒီကရည်ရဲဒီ foundation တွေ ရေရှည်ကိုသွားဖို့စိတ်ကူးထားပါတယ်။ပြီးတော့ကျွန်တော်တို့တော်လိုင်းအလွန်ကြရင်လည်းပြန်လေဒီဆောင်ရေးတွေမှာဒီ foundation လေးရတဲ့30အရာအလုံးကိုပွေလင်းနေတာဆိုတာလည်းလုပ်နိုင်ဖို့ကြီးရတယ်။အဓိကကတော့ကျွန်တော်တို့ရဲ့အဓိကဦးတည်ချက်ကကျန်းအားဖြင့်ပြောရရင် အားလုံးနဲ့တူတူပွေလင်းနေတာကိုရှိရှိနဲ့လှုပ်ဆောင်ဖို့ပါပဲဒီ foundation ကဒီ foundation နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုကိုအခုလာလည်းများတူတူတည်းတော့မကောက်ဘူးကြိုက်တဲ့ပြည်သူအကုန်လုံး ီးခွင့်ရှိတယ်ကျွန်တော်တို့ကလိုအပ်တာဆိုရရာတခုမှမရှိတဲ့ foundation တခုအနေနဲ့အလုံးနဲ့အတူတူပဲဖြတ်တန်းဖို့တွေ့ရှိတယ်အဲ့တော့ဒုတိယပညာဆိုတဲ့ foundation လေးကိုနောက်ထပ်အကြောင်းအရာတော့အားလုံးမြင်ရတဲ့အတိုင်းပဲကျွန်တော်ဖတ်ပြမယ်ဒီမှာနိုင်ငံရေးစစ်ဆေးနေများစွာကြံပြလျက်ရှိသောစီးရီးပရိပိကများနိုင်ငံရေးပဋိပိမှုများနဲ့စီးပွားရေးချက်တင်များသည်တန်တဲ့ချီတော်လူငယ်များ၏ပညာသင်ကြားခွင့်ကိုစိုးရွားစွာထိခိုက်စေခြင်းရှိပြီးအဲ့ဒါ ကျွန်တော်သိရတော့80ရာခိုင်နှုန်းရှိတယ်ပညာသင်ကြားခွင့်မရှိတဲ့ပြည်နယ်တွေကကျွန်တော်မြန်မာနိုင်ငံက80ရာခိုင်နှုန်းရှိတယ်အဲ့တော့အထူးသဖြင့်ပြည်သူကဖြစ်ပေါ်တဲ့ဒေသများရှိကျောင်းသားလူငယ်များသူတရားဝင်ကျောင်းတက်ရောက်နိုင်ခြင်းခွန်သန်းသောစာနယ်ပါလည်းရှိတယ်ဒေါ်လာသောလူငယ်များသည်အလုံးကြက်သေးသောလုံခြုံရေးအခြေအနေများအောက်တွင်ပညာဆက်လက်သင်ကြားရေးအတွက်အနေအထားစွန့်စားကြရတယ်ကျွန်တော်တို့ရဲ့ဒုတိယပြည်နယ်ဖောင်ဒေးရှင်းသည်ပြည်သူကဖြစ်ပေါ်အရာဒေသများမှာ ကျောင်းသားများနဲ့ဒီမိုကရေစီနဲ့မြန်မာနိုင်ငံရဲ့တရားမျှတရေးရင်းချမ်းရေးအတွက်တိုက်ပွဲဝင်နေသည့်လူငယ်များအတွက်ရေရှည်တည်တံ့သောပညာရေးဘဝလမ်းကြောင်းပံ့ပိုးပေးရရှိရပါတယ်။ပညာသင်စုများသင်ယူရနေရာများနဲ့ကျွမ်းကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးခွင့်လမ်းများကိုပံ့ပိုးပေးခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဒုတိယပညာသည်မိမိတရားပုံမတရားမျှတပြီးတရားဝါပြောသောအနာဂတ်အတွက်ပြင်ဆင်ပြုံးထောင်ခြင်းနဲ့စစ်ဘေးကြုံရခြင်း၌ပင်ပညာရေးဆက်လက် တည်ရှိနေစေရန်တည်ကြစေမည်ဖြစ်ပါသည်ဆိုတဲ့အတိုင်းပဲဟိုကျွန်တော်အပူဆောင်လေးပြောရရင်ကျွန်တော်တွေရဲ့ဒီတုတ်တုတ်ဒီညာဘွေကြီးရဲ့ကျေချက်ကဘယ်ကနေစတင်လာလဲလို့ပြောရင်တော်လိုင်းရနေပဲဘွေဖော်လာတယ်လို့ဆိုလိုတယ်အကြောင်းအရာတွေရဲ့အကြီးကအချက်နဲ့အစိပ်ပိုင်းတွေတခုကကျွန်တော်2021လောက်ကလေးကတော်ရဲမှာရှိတဲ့ရဲဘော်တွေနဲ့တူတူတို့ရဲ့စီကိုအခုလိုမျိုးပဲတို့ကိုလေးစားကြောင်းတို့ကို အလေးပြုဖို့ကျွန်တော်သွားတယ်ပြောရင်လည်းတူတူစကားလုံးကြီးစကားပြောဖို့ကျွန်တော်သွားတယ်အခုကျွန်တော်ခရီးတွေသွားတိုင်းကြောက်ခဲ့တဲ့စကားလိုမျိုးပဲဒီကပြည်သူတွေလိုမျိုးပဲတော်တယ်မှရှိတဲ့ငွေတွေကိုပေးစားကြအောင်ကျွန်တော်သွားတွေ့ပြီးပြောတယ်ဆိုတော့သူတို့တွေဆရာတွေကျွန်တော်ကြားခဲ့ရတဲ့စကားတွေအများကြီးရှိတယ်တချို့တွေတိုက်ဝဲကြသွားပြီးကျုံလူငယ်တွေမရှိကြတော့ဘူးဆိုတော့တချို့ကျွန်တော်သွားခဲ့တယ်မှာလည်းတချို့ကလေးတချို့လူငယ်တွေတိုက်ဝဲကြနေပြီးသား ဒီလိုဒီဖြစ်ဖြစ်နေသူတို့ငယ်ချင်းတွေနာမရှိနေတဲ့လူငယ်တွေအများကြီးပဲဆိုသူတို့တွေကကျွန်တော်နိုင်ငံရဲ့တကယ်အရေးကြီးတဲ့အနာဂတ်တွေအရေးကြီးတဲ့ကျွန်တော်တို့လူမျိုးပဲပေါ့နော်ဆိုတော့သူတို့တွေအားလုံးပြစ်ချတာခဲ့ပြီးတော့တော်ထဲမှာရှိနေတဲ့ရွေးချက်ကတခုတည်းပဲသူတို့တတိယဖြစ်လို့လည်းမဟုတ်ဘူးသူတို့ဟီးရိုးဖြစ်ရှင်လို့လည်းမဟုတ်ဘူးသူတို့မှာညွန်တဲ့ချက်ကတခုတည်းအာနာရှင်ကိုဆက်လက်တော်တာပေါ့ ကြိုက်ဘူးအာနာရှင်ကိုမကြိုက်တဲ့အတွက်အာနာရှင်ကိုပြုတ်ချဖို့ဆိုတဲ့ရည်ရချက်တစ်ခုလည်းတို့တော်လည်းမရှိသေးတာတို့ရဲ့ယုံကြည်ချက်ကတစ်ခုလည်းပဲအတို့ကအရင်အတိတ်သမိုင်းကြီးကလိုမျိုးဒီတွင်နဲ့ပြောင်းနေပြီးတော့အရာအလုံးကိုပြစ်ချဖို့မဟုတ်ဘူးအတို့ကအာနာရှင်ဆုံးအာနာရှင်ကိုအဆုံးတတ်တဲ့အထိတိုက်ပွဲဝင်ဖို့အတို့တော်လည်းမရှိသေးတယ်ဆိုရင်ယုံကြည်ချက်ကိုဘယ်သူမှမပေးဘဲနဲ့တရားချင်းစီမှာဘယ်သူမှမပြောဘဲနဲ့ရုပ်ရှင်ကြီးချင်ရှိကြတယ် ကျွန်တော်မေးရတယောက်ချင်းစီတယ်စကားလုံးနေကြံနာရာလို့အိမ်မက်တွေမတူရင်တော့သူတို့စီကထွက်တဲ့စကားလုံးတစ်ခုကအာနာရှင်ရဲ့ဆုံးသက်တယ်လေသူတို့တိုက်ပွဲဝင်မယ်ဆိုတဲ့စကားတစ်ခုပဲသူတငယ်ချင်းတွေကြာဆုံးသွားလဲသူတို့ရဲ့ရွေးချက်ကဒီတငယ်ချင်းတွေကြာဆုံးမှုကဘယ်တော့မှအချင်းကြီးမဖြစ်စေရဘူးဆိုတဲ့သူတို့မှဒီမှာမပြေတောင်းရလို့ဒါသာရည်လေးအများကြီးပဲခုတက်နေလို့ရှိတယ်ကျွန်တော် မင်းစောက်ကိုရောက်တိုင်းတနည်းအောင်ရောက်တိုင်းဆိုတော့သူတို့တော့တွေ့တယ်။လူစုကိုမရောက်ရောက်သွားတယ်။ဘလောက်ဝေးဝေးဘလို့တထောင်နဲ့တထောင်စင်းနဲ့ကျွန်တော်မရောက်ရောက်သွားတယ်။ဆိုတော့သူတို့ရဲ့အိမ်မက်တွေသူတို့ရဲ့ပြောင်းလဲချက်တွေကိုကျွန်တော်ကြားခွင့်ရခဲ့တယ်။ကျွန်တော်စကားနည်းနည်းရှင်းပါရင်ခွန်တော်ပြပါ။ဟုတ်ကြပါလား။အာသူတို့ရဲ့စကားကိုကြားခွင့်ရခဲ့တယ်။သူတို့အချို့ဆိုရင်ပညာဆက်လက်တင်ကြတယ်သူတို့ရှိတယ်။အချို့ဆိုရင်မာရှာရိုက်တက်ဖို့ရှိတယ်။အချို့ဆိုရင် ဒေါက်တာဘုရားယူဖို့ရှိတယ်။ချို့ဆိုရင်တက္ကသိုလ်ဆရာကြီးအကုန်လုံးပါနော်။ဟိုချို့ဆိုရင် chef လုပ်နေတဲ့ Pfizer Hotel မှာ chef လုပ်နေတဲ့လူတွေအများကြီးကအများကြီးပဲအနာဂတ်မြောင်းနေချက်တွေချို့ဆိုရင်အရန်တော်ခဲ့တဲ့သူတွေ NGO တွေမှာအကုန်လုံးလုံနိုင်ကြနေတဲ့သူတွေအကုန်လုံးကကျွန်တော်နိုင်ငံအတွက်တကယ်အရေးကြီးတဲ့အရင်းမြစ်တွေဆွမ်းအားရင်းမြစ်တွေအကုန်လုံးကအာနာရှင်ကြောင့်တနက်ကြိုင်တာသူတို့တွေက အာရစီပြတ်သုံးသွားတယ်ဘာလို့မှလဲလို့မိကွန်တစ်ခုမေးတယ်သူတို့ကဒီသနက်တွေကိုပြစ်ချထားခဲ့ပြီးသူတို့ရဲ့အိမ်မက်တွေဖြစ်တယ်သူတို့ဆက်ရှောက်ခြင်းနဲ့သူတို့မျောလင်းချက်တွေကိုဆက်လုပ်ခြင်းနဲ့သူတို့မျောလင်းချက်တွေကရှိရောမလားပျက်စီးသွားပြီလားဆိုသူတို့မသိပေမဲ့သူတို့ဆက်ရှောက်တယ်ဆိုလည်းရှုံ့ကြည့်ချက်ရှိတယ်ဆိုတော့အဲ့လိုလူငယ်တွေဆိုတော့ကျွန်တော်တို့အခုလိုမျိုးအစီအစဉ်လေးတွေကအရေးကြီးတယ်နားပြရပါလိမ့်မယ် တော့သူကနားမကောင်းတယ်လို့ပြောတယ်။ဆိုတော့အဲ့လိုသူငယ်လေးတွေကကျွန်တော်တို့ဒီ season လေးကဖြစ်တည်လာတာပေါ့နော်။သူတို့ရဲ့စကားလုံးနေရာတွေပဲစဉ်းစားလာတာပါ။ဆိုတော့ညောင်မတ်ချက်ကတော့အခုမြင်ရတဲ့အတိုင်းပါပဲ။ညောင်မတ်ချက်နဲ့ဥတီချက်နှစ်ခုကတော့ညောင်မတ်ချက်ကပြိပခများအိုးအိမ်မဲ့ခြင်းနဲ့ဇီဝရေးချက်တွေများမိတို့ပဲရှိနေပါလေ။ညီမလူငယ်များဒီပညာသင်ယူရန်ဒုတက်အောင်မြင်နိုင်ရန်ခွင့်လမ်းများရရှိပြီး မိမိသက်ဆိုင်ရာလူမှုအတိုင်းအဝန်များပြည်နယ်ဒီဆောင်ရွက်လုပ်ငန်းများတွင်ပူးဆောင်ဦးရပြုနိုင်သည့်အနာဂတ်မြန်မာနိုင်ငံဆိုတော့ဒီလူငယ်ရာအခြေအနေမှာကောင်းဆောင်နေဖြစ်လာနိုင်တူလေဆိုတော့တို့ရဲ့အတွက်ကျွန်တော်တို့ရဲ့ပညာရေးခွင့်လမ်းလေးကိုအစင်းတဲ့ဒီဆောင်ပေးထားဖို့လိုမယ်လို့ထင်တယ်ဆိုရင်ဆိုရင်စာသင်ခြင်းနဲ့ဆိုရင်ဆိုရင်အရင်ကျဆွေးဖြည့်ခြင်းနဲ့ဆိုရင်နိုင်ငံသားအကြောင်းတွေတက်ဖို့အတွက် ဖယ်လို့ဖို့တဲ့ဝင်ဝင်ဖြစ်ခြင်းလေအဲ့လိုလူငယ်တွေအတွက်လည်းတော့ဒီတော်လိုက်တဲ့ပါလူငယ်တွေအတွက်လည်းအဖြစ်ကြောင့်ကျွန်တော်ဖြည့်ဆည်းပေးဖို့ရည်ကိုစဉ်းစားထားကြပါတယ်နော်ဥတီချက်ကပညာရေးဆိုင်ရာမွေးကြီးထောက်ပံ့မှုဒီပြင်ဘေကင်းလုံခြုံသောတင်ကြားရေးနေရာများပြီးရင်တမွေးပညာတင်ကြားရေးအခွင့်အလမ်းများပံ့ပိုးပေးခြင်းအဖြစ်ဒီမှာနိုင်ငံ၏စစ်ဘေးတန်တဲ့လူငယ်များနဲ့တော်လိုက်ရေးလူငယ်များ၏ပညာရေးလမ်းလမ်းမြင်မှုပါ ပူပူကျေတဲ့စီရင်ဆိုတဲ့အတိုင်းပဲအခုဒီကျတော့ကျွန်တော်တို့ကတော့မှာဘယ်လိုလုပ်ရလဲအဓိကပထမဆုံးပြုလုပ်မဲ့ကျွန်တော်တို့ရဲ့ user ကဒါပဲအဓိကကသူတို့တွေတင်ကြတဲ့နေရာတွေဖြစ်လာဖို့ရယ်ပြီးရင်သူတို့တင်ခြင်းနဲ့ကျောင်းစာမဟုတ်တဲ့တခြားတက်မွေးပညာတွေတင်ကြမှုအရာတွေပြီးရင်ပညာရေးဆိုင်ရာငွေကြေးထောက်ပံ့မှုတွေခုနကငွေဖြည့်ဖို့တွေပါလို့မာကျွန်တော်တို့ထောက်ပံ့ပေးနေပါလို့အဲဒါကြီးအတွက်ကျွန်တော်တို့ဒီကအမှုတည်ပါတယ်။ Okay, I'll do not to be now.